နေ့စဉ်စိတ်ညစ်တဲ့အချိန်လေးထရှိပါအိမ်ပေါ်တက်ကစာဖတ်ခန်းထဲမှာကျွန်တော်ဒီစာကိုရေးနေတဲ့အချိန်ဟာမနက်၄နာရီလောက်ပါဒီအချိန်ဟာကျွန်တော်အတွက်တနေ့တာလုံးမှာအနှစ်သက်ဆုံးအချိန်ပါမိမနဲ့ကလေးတွေအိပ်ရာမထားခင်နဲ့တယောက်ယောက်ကဖုန်းဆက်မလာခင်အထိဒီတန်းအချိန်တနာရီခွဲလောက်ရပါတယ်အိမ်ပြင်မှာမှောင်မွေးနေပြီးတစ်ချက်တစ်ချက်ကြားရတဲ့ခွေးဟောင်တန်းလေးကလွင်လုံးဝတိတ်ဆိတ်နေပါတယ်အခန်းထဲမှာတယောက်တည်းရှိနေတဲ့အတွက်စိတ်အေးချမ်းမှုကိုရပါတယ် အေးဝါထားလို့အားအိမ်တွေလည်းပြည့်နေပါတယ်။လုံချင်တာကိုဒီအချိန်မှာအာယုံဆူဆိုက်လုံးနေနိုင်ပါတယ်။ဒါကြောင့်မို့တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်တယောက်တည်းရှိနေရခြင်းကိုကျွန်တော်အလုံးနှစ်ချက်သဘောကျပါတယ်။ကျွန်တော်စီမှာလာပြတဲ့စိတ်ဝင်စားရှင်တော်တော်များများမှာထူးခြားချက်တစ်ခုရှိနေကြကိုသတိထားမိပါတယ်။အဲ့ဒါကသူတို့တွေဟာနေ့စဉ်စိတ်ငြိမ်တဲ့အချိန်လေးကိုမထားတတ်ကြဘူးဆိုတာပါ။သူတို့ဟာစိတ်ငြိမ်တဲ့အချိန်ရဲ့တန်ဖိုးကိုမသိကြလို့ဖြစ်ပါတယ်။စိတ်နေတဲ့အခြေလေးကိုထားရှိဖို့ဆိုတာခက်ခက်ခက်ခဲအလုံးမဟုတ်ပါဘူ မိနစ်ပိုင်းလောက်ကမထမ်းထိုင်တာဖြစ်ဖြစ်ယောဂကျင့်တာဖြစ်ဖြစ်ကောင်းကင်ကကျယ်တွေကိုကြည့်ကြဖြစ်ဖြစ်ဒါမှမဟုတ်ရေချိုးကန်တကားကိုကြက်ထိုးပြီး10မိနစ်15မိနစ်လောက်ရေချိုးကန်ထဲမှာစိတ်နေရဖြစ်ဖြစ်စတာတွေပါအထူးကားကဒီအချိန်မှာအလုပ်အကြောင်းမိသားစုအကြောင်းတခြားအကြောင်းဘာမှမတွေးပဲနေဖို့ပါအဲ့ဒီတိတ်ဆိတ်တဲ့အချိန်လေးမှာနားလေးဝင်ဝင်လာတဲ့စုညံတန်တွေကားတန်တွေလူတွေရဲ့စကားပြောတန်တွေအိမ်တွေကမျက်ရည်ဆက်တန်တွေနဲ့ကိဝေးနေပါလိမ့်မယ် ျွန်တော်ဟာတနေ့တာအချိန်တွေမှာအဲ့ဒီလိုစိတ်ငြိမ်တဲ့အခြေအနေထားရှိခြင်းကြောင့်တနေ့လုံးအလုပ်တွေကိုနိုင်နိုင်နင်းနင်းစီမံလုပ်ကိုင်လာနိုင်ခဲ့ပါတယ်။စိတ်ငြိမ်တဲ့အခြေအနေမထားမရနေဆိုရင်ကျွန်တော်ဟာအလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်ပါဘူး။ကျွန်တော်ဟာမနက်တိုင်းစိတ်ငြိမ်တဲ့အခြေအနေထားရှိတဲ့အပြင်ရုံးစင်းစင်ရောက်လို့အိမ်ပြန်ရင်လုံနေကြအလုပ်တစ်ခုလည်းရှိပါတယ်။နေ့နေ့ရုံးကနေကားမောင်းပြီးအိမ်ပြန်လာလို့အိမ်ဝန်းခြံတကားနာရောက်ခန့်နေကြရင်ကားကိုလမ်းဘေးမှာရပ်လိုက်တယ်။ပြီးတော့ကားပေါ်ကနေဆက်လိုက်တယ်။ မတည့်ရက်ပြီးမျက်စိနှစ်ဖက်ကိုမိတ်ခါထောက်ပြီးအသက်ရှူသွင်းတာရှူထုတ်တာသုံးလေးချိန်လောက်လုပ်လိုက်တယ်။ပြီးရင်မျက်စိပြန်ဖွင့်ပြီးအဝေးကစိမ့်ဆိုနေတဲ့တောအုပ်လေးမျက်ခင်းပြင်နဲ့ရှူခင်းတွေကိုကြည့်လိုက်တယ်။သိကြအောင်မလုပ်ပါဘူး။မိနစ်အနည်းငယ်လောက်ပါပဲ။အဲ့ဒီလိုလုပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်ဟာတနေ့တာလုံးအလုံးများလုံးလို့ဖေရောက်နေမှမသိရင်ငြိမ်းချမ်းတဲ့စိတ်ကိုပြန်လဲပိုင်ဆိုင်လိုက်ရပါတယ်။ ကျုံးကလုတ်ဖို့ကိုင်မဲ့တချို့ဟာအရင်ကကားမောင်းရင်ကားရေဒီယိုကိုအကျဲကြီးဖွင့်ပြီးစူးစူးညံ့ညံ့သချင်းတွေကိုနားထောင်တတ်ကြတယ်။ကျုံးကနေအိမ်ပြန်တော့လေခြံဝန်းထဲမှာကားရက်ပြီးရတယ်။ကားပေါ်ကနေကမန်းကရန်ဆင်းပြီးအိမ်ထဲကိုတောင်းဝင်သွားကြတယ်။ဒါကြောင့်သူတို့ဟာအိမ်ပြန်ရောက်ရင်စိတ်ပင်ပန်းလို့လို့မိသားစုနဲ့အောင်စကားပြောချင်စိတ်မရှိကြတော့ဘူး။စိတ်လည်းတုန်နေတတ်ကြတယ်။ကျွန်တော်ရဲ့အိမ်ပြန်မှာလုံနေကြအလေးအကျင့်အကြောင်းသူတို့ကိုပြပြလိုက်တယ်။ အခုတော့သူတို့လည်းအဲ့ဒီအလေးအချင်းကိုလုံးနေကြပြီမို့အိမ်ပြန်ရောက်ကြရင်စိတ်ကြည်လွင်ရှင်လွမ်းနေကြတယ်။သူတို့မိသားစုတွေလည်းအခုတော့စိတ်ချမ်းသာပြီးပျော်ရွှင်နေကြပြီဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေရှင်။